မြန်မာနိုင်ငံရဲ့မြစ်တွေကိုအသုံးပြုပြီးဆယ်ဆောက်မယ်ဆိုရင်လက်ရှိမြစ်တွေရဲ့ကျန်းမာရေးအခြေအနေကိုစမ်းစစ်လေ့လာသင့်တယ်လို့ပညာရှင်တွေကပြောပါတယ်။ဥထွန်းထွန်းသိန်းသတင်းပေးပို့ထားပါတယ်ရှင်။ PRD တောင်တွင်မြစ်တွေအပါဝင်မြစ်ချောင်းတွေကိုအသုံးပြုပြီးဆယ်တွေလိုစီမံကိန်းတွေဆောက်လုပ်တာရွှေတုဘော်လုပ်ငန်းလိုတဘာပါဝင်ခြင်းထိခိုက်မှုရှိတဲ့လုပ်ငန်းတွေဆောင်ရွက်နေတဲ့ပေါ်မြစ်တွေရဲ့ကျန်းမာရေးကိုစစ်ဆေးနေတယ်လို့ပညာရှင်တွေကပြောဆိုကြတာပါ။အခုချိန်မှာလုပ်တဲ့စီမံကိန်းတော်တော်များများ ဲ့လိုမျိုးအရေးချင်းစသင်းမှုတွေမှာအားနည်းနေလို့ထင်တာအဲ့တော့ခုချိန်မှာအဓိကပါလို့ရတယ်ဆိုတော့ကိုယ့်ရဲ့ကိုယ့်ရဲ့မြင့်တည်းကျမ်းမာရေးချင်းတွေမှန်မှန်ကန်ကန်နဲ့တိတိကျကျမှန်မှန်ကန်ကန်နောက်ခက်မြန်မြန်ဆက်လာလေးစစ်စစ်ဖို့လုပ်တယ်ဒါပဲပြောပြမြန်မာနိုင်ငံကမြစ်တွေကိုဂယုပြုပြီးစေဖို့ရည်ရွယ်ချက်နဲ့မြန်မာနိုင်ငံတဘောပတ်ဝန်းကျင်ထင်းသိမ်းဆိုင်ရာဒေသနာအများကွန်ရက်ကလည်း မြစ်ကြီးများရဲ့ကျမ်းမကြီးအမည်နဲ့အော်တိုဘာ9ရက်နေ့ကရန်ကုန်မြို့မှာအသိပညာပေးပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။တရင်မားတွေကိုယ်တိုင်တဘာပေါ်ဝင်ခြင်းထင်းနေရေးကိုစိတ်ပါဝင်စားပြီးတရင်ရေးသားတင်ဆက်ဖို့လည်းလိုအပ်နေတာပါ။မြန်မာနိုင်ငံမှာအခုမိုးကာလရောက်ပြီဆိုလို့ရှိရင်ခြေကြီးရရှန်တွေကဟိုဇက်တိုက်လိုဖြစ်လာတာပေါ့ဗျာ။ဇက်တိုက်လိုဖြစ်လာတော့ဒါကိုလည်းပညာရှင်တွေပြောကြတယ်မြစ်တရေကျမ်းမြစ်မြင့်တက်လာတာတို့ကတော့အများကြီးပြောကြတယ်ပေါ့။ပြောကြတော့ဒါတွေကိုကျွန်တော်တို့မီဒီယာတွေအနေနဲ့လည်း ဟိုခါကနန္နာထုတ်ဖို့ရေးသားရမယ်ပြောဆိုရမယ်ဆိုတဲ့အပိုင်းလေးတွေဖြစ်လာတာပေါ့ဖြစ်လာတော့ကျွန်တော်တို့ဒီမြကြီးများရဲ့ကျမ်းမာရေးဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီပွဲကိုလှုပ်ဖြစ်တာပါမြန်မာနိုင်ငံမှာအီယာဝတီချင်းတွင်းတန်လွင်စစ်တောင်းစားတဲ့အဓိကမြစ်တွေအပါအဝင်မဲခေါင်ကလေတန်ရွှေလီစားတဲ့နေဆက်ဖြတ်ကျော် မြစ်တွေပါစစ်စစ်နေပြီးဒေတာခံတွေကစားဝတ်နေရေးတည်ပိုးဆောင်ရေးကိုကူညီမှုပေးနေပါလေဒေတာမှုတွေအရတော့အီယာဝတီမြစ်ဟာဓာတုတို့ပြောင်းလဲမှုနဲ့ဆက်စီမံကိန်းရွှေလုပ်ငန်းတွေကြောင့်မြစ်တန်းပြင်မြစ်တက်တာဓာတုအစိတ်အသိမှုများပြားတာနဲ့ ရေစည်ချေတာပြောင်းလဲမှုစတဲ့တဘောဘေးအန္တရာယ်တွေလက်ရှိရင်ဆိုင်နေရတာဖြစ်ပါတယ်ကျွန်တော်ထွန်းထွန်းတိတ်ပါ